အီရန်ဘက်ကလွတ်လိုက်တဲ့တရှုကအစ္စရေးကဝန်ဝင်ကြီးအစ္စရေးကတ်ကိုနေနီးဘုံထောင်ပြီးလုံခြုံမှုကြံစည်မှုတစ်ခု ဖြစ်ခဲ့တယ်လို့သိရပါတယ်။အီရန်အတွက်ထောင်လိုင်းရဲ့တရင်တွေစုဆောင်းတဲ့မစ်ရှင်တွေလုံဆောင်ပေးမှုတန်တရားနဲ့အပီလာကဖန်ဆီးခံရတဲ့အစ္စရေးနိုင်ငံသားတို့ဟူဟာအစ္စရေးကဝန်ဝင်ကြီးအစ္စရေးကတ်ကိုလုံခြုံတပ်ဖြတ်ဖို့လှုပ်ဝက်ပူပေါင်းကြံစည်မှာပါဝင်ပတ်သက်ခဲ့ကြောင်း Channel 12ရုပ်သံ Channel ကထုတ်ဖော်ပါတယ်။ဒါဟာအစ္စရေးနိုင်ငံနဲ့ကြေပြန့်လာတဲ့အီရန်တရှိုလုံးမှုနဲ့အခုနောက်ဆုံးထပ်မံပေါ်ပေါက်လာတဲ့ကိစ္စပါ။ အီရန်အတွက်တရှုပ်လုပ်ပေးတယ်လို့သံသယရှိတဲ့အသက်24နှစ်အရွယ်ရှိရိုင်းမစ္စရာဟီဆိုသူဟာအစ္စရေးကောက်ဝင်ဝင်ကြီးကိုလောက်ကြံမှုအီရန်လိုအပ်ဂျန်စီတသိတ္တသားဖြစ်ကာဖာအဟယံမျိုးမှနေရှိတဲ့အစ္စရေးကက်ဆက်နေအနည်းတနေရာမှာအင်အားပြင်းထန်တဲ့ဖောက်ခွဲပစ္စည်းတွေထောင်ထားခဲ့ပါလေစပွဲကာလာမှာရန်သူကိုအားပေးကူညီမှုနဲ့အဒီလောက်ကြံသူကိုဆွဆွဲခံထားကြောင်းသိရပါတယ် ဝန်ကြီးအစ္စရေကဖျက်သွားခြင်းအနီးနားကဖောက်ခွဲပစ္စည်းတွေကိုဖောက်ခွဲဖို့ရွေးကြခြင်းဖြစ်ကြောင်းနဲ့အီရန်ဘက်ကဒီလောက်ကျံပဲကြံစီအောင်မြင်ဖို့အလွန်ပြီးနှိစက်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့လောက်ကျံသူမစ္စာရီဟာဖောက်ခွဲပစ္စည်းတွေကိုအစ္စရေကစနေနဲ့ဘလောင်နီတဲ့နေရာမှာထောင်ထားလဲဆိုတော့ဖော်ပြခြင်းမရှိပါဘူး။ဖောက်ခွဲပစ္စည်းတွေဖောက်ခွဲဖို့အသင့်ပြင်ခဲ့သလားဆိုတာလည်းဖော်ပြခြင်းမရှိပါဘူး။အချိန်လေးရမစ္စာရီရဲ့လောက်ရဟာအကြံစီရဲ့နောက်ဆုံးပြီးသက်စင်အောင်မရောက်ခဲ့ဘူးဆိုပါတယ်။အထမ်းမြောက်အောင်မြင်ခဲ့ခြင်းရှိတဲ့အဲ့ဒီ ဝင်ကြီးကိုလောက်ကျက်မှုကြက်စီမှုဟာစစ်ပွဲကာလမှာအစ္စရေးအကြီးတဲ့ပုံကိုယ်တွေကိုပြစ်မှတ်ထားဖို့ရည်ရွယ်တဲ့အီရန်ရဲ့အစီအစဉ်ချိုးနှမတစ်ခုဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့လတည်းကအီရန်ကိုစားတရှုံလုပ်ပေးတဲ့လုံရည်တွေလှုပ်ဆောင်မှုနဲ့အစ္စရေးနိုင်ငံသားတွေဖန်စီတရားစွဲဆိုခံရမှုတွေမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီနေ့ကအီရန်ဒီဟီယမ်မှာလောက်ခဲ့တဲ့အစ္စရေးတိုက်ခိုက်မှုကြောင့်တင်ဆောင်းသွားတဲ့ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်60ရဲ့စူပါအောင်စာပနာပွဲမှာ လူတန်းကျော်ပါဝင်ခဲ့ပြီးအမေရိကန်နဲ့အစ္စရေးကြာဆုံးပါစေလို့အော်ဟစ်ခဲ့ကြကြောင်းသိရပါတယ်စပွဲမှာ UN တော်လှန်ရေးစောင့်တမ UN စစ်တပ်ဩဇာကြီးဆုံးဗိုလ်ချုပ်ကြီးစူးစီဂျော့ဟူစိန်စလာမီဗိုလ်ချုပ်အမီယာအလီယာဂျာဇာဒီတို့ရဲ့ရုံလောင်းလေးပေါင်ခဲ့ပြီးနိုင်ငံကောင်းဆောင်ကမ္ပဏီကိုထောက်ခံသူတွေကအစ္စရေးနဲ့အမေရိကန်လမ်းတွေကိုမီးရှို့တယ်တန်နေတယ်အမေရိကန်ကြာဆုံးပါစီလို့ပြီးဖြစ်ကြွေးတန်နေဟင်းခဲ့ပါလေနှစ်ပတ်ကြာပြောင်းဆုံးခဲ့ပြီးမြောက်ဘန်ကမှာပေါင်းနေတဲ့ကမ္ပဏီက အဲ့ဒီစာပနာခန္ဓာမှာမတွေ့ရသလိုယာရူကြီးကဦးဆောင်ကျင်းပသူကတော့အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်အာရာရှီပဲဖြစ်ပါလိမ့်အစ္စရေးနဲ့စနေရကြစစ်ပွဲပြီးဒေါ်နယ်ထရန့်ကပေါင်သုံးသောင်းဘုံတွေကိုကျဲချခြင်းဖြင့်အဆုံးပက်ဖြတ်ပေးခဲ့ပါလိမ့်ဇွန်၂၇ရက်နေ့ထောင်လိုင်းရေးတွေကအီရန်ဟာနျူကလ িয়ার လက်နက်ဖြစ်စေတဲ့ရေနီယံအစစ်မြစ်တင်မှုထပ်လုပ်တဲ့ကိုထပ်မံသိရှိရရင်ထပ်ပြီးတော့ဘုံကျဲမယ်ဆိုပါလိမ့်ခမနီရုပ်ပြဆင်းပြမသေးဆုံးရခြင်းဟာမိမိကောင်းမှုကြောင့်လို့ဒေါ်လန်ထရန့်ကအချင်းချောက်ပြောဆိုထားပါတယ်။